မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့နောက်ထပ်တဒန်း၄နှစ်အတွက်ဥက္ကဋ္ဌတာဝန်ကိုလက်ရှိဥက္ကဋ္ဌဦးစောစောကိုရွေးချယ်လိုက်ကြပြီးဒုတိယဥက္ကဋ္ဌတွေဖြစ်ရတနာဘုံ FC အသင်းပိုင်ရှင်ဒေါက်တာဆိုင်းဆန်ထွန်းနဲ့ရန်ကုန် United အသင်းပိုင်ရှင်ဦးပြည့်ဖြိုးတေစာတို့ကိုရွေးချယ်တင်မြှောက်ခဲ့ပါတယ်။အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည်ကကိုယ်စားလှယ်၂ယောက်စီဝန်ကြီးဌာနတွေကကိုယ်စားလှယ်၃ယောက်ကလပ်အသင်းတွေကကိုယ်စားလှယ်၃ယောက်နဲ့ကော်မတီတွေအတွက်ကိုယ်စားလှယ်၅ယောက်စီရွေးချယ်တင်မြှောက်တဲ့ပထမဆုံးညီလာခံမှာတော့ဥက္ကဋ္ဌဖြစ်တဲ့ဦးစောစောက

ကျွန်တော်တို့အနေနဲ့ဖြစ်စီစေပြီးရည်ရွယ်ချက်တွေအများကြီးပဲကျင်းထဲမှာရှိနေတယ်။ဒါတော့လည်းအဲ့လိုဖြစ်ဖို့ဆိုတာပြည်သူစကြရည်လိုပါတယ်။ capacity နဲ့လိုပါတယ်။ meeting လို့ဘောလုံးဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရတဲ့ဥတေစာရဲ့တာကိုပြည့်ဖြိုးတေစာဟာကိုစလေအဖြစ်ရွေးချယ်ဖို့အစီအစဉ်မရှိခဲ့ပေမဲ့ဥဇော်ဇော်နဲ့ဥအောင်ကိုဝင်းတို့ကတိုက်တွန်းတာကြောင့်ဝင်ရွေးခံခဲ့ရသူပါ။သူမှာဘလို့ဟီမန်းချက်တွေရှိနေပါသလဲ။ အဓိကတော့ကျွန်တော်ကျွန်တော်ရန်ကုန်ယူနိုက်တက်အသင်းကိုထီထောင်ခဲ့ရတဲ့ဆိုတာလေကျွန်တော်ချန်ပီယံဖြစ်တာမှဖြစ်တာတပိုင်းပေါ့နော်လူငယ်မွေးထုတ်ပေးမယ်ဆိုရည်ရည်အဓိကကြီးကျွန်တော်ထီထောင်ခဲ့တာပါအဲ့ဒီတော့ကြောင့်အားလုံးမြင်တွေ့တဲ့အချိန်မှာကျွန်တော်အသင်း Academy ရှိတယ်ပြီးတော့ကျွန်တော်အသင်းမှာ School of Football ဆိုပြီးကျွန်တော်ဒီ program တွေ training certificate တွေပေးပြီးတော့ဒီဟိုကျောင်းစင်လက်မှတ်တွေပါပေးပြီးကျွန်တော်မွေးထုတ်ပေးနေပါတယ်ဟုတ်ကျွန်တော်အနေနဲ့ဒီ youth development နဲ့ဒီ grassroots program တွေပေါ့ဒီလူငယ်တွေမွေးထုတ်ပေးမယ်ကျောင်းတွေမှာလိုက်ပြီးတော့ဒီကျောင်းပြိုင်ပွဲတွေပြန်ကျင်းပတဲ့အထိအနေနဲ့ဖြစ်အောင်ကျွန်တော်ပြန်ပြီးတော့ဆွေးနွေးနေတဲ့ဟိုဟာလှူဒါန်းဖို့တက်ကျွန်တော်ရည်ရထားပါတယ်ခင်ဗျာဟုတ်ကဲ့ လာမယ့်နှစ်အတွင်းအမျိုးသမီးဘောလုံးလီပေါ်ပေါက်ဖို့ကြိုးပမ်းနေတဲ့ဘောလုံးဖွဲ့ချုပ်ဟာဘာတွေပြောင်းလဲဖို့လှုံ့ဆော်နေတယ်လဲဘောလုံးလောကမှာအနှစ်30ကြာကျင်လည်ခဲ့ပြီးအခုမှပထမဆုံးရွေးချယ်တင်မြှောက်မှုကိုကြုံတွေ့ရတာမို့လုံရည်ကံရည်ရှိသူတွေနဲ့အရေးချင်းရှိသူတွေကြောင့်ပြောင်းလဲတိုးတက်လာခဲ့ပြီလို့ဇွဲကပင် United FC ကဥက္ကူကိုမောင်ကအခုလိုမှတ်ချက်ပေးပါတယ် တကယ်လို့ရေကန်ရေတကယ်ရှိရလေတကယ်အရင်းကြီးရဲ့အရင်းစိုက်ထုတ်နိုင်တယ်ဟလာတကယ်ဘလုံးလည်းတကယ်လည်းဘာနာပါတယ်ပဲပုံအသင်းတွေမှာလည်းတာဝန်ယူရတော့တကယ်ဟိုဖြစ်တဲ့ပုံကိုယ်တွေအခုလိုတက်လာတဲ့အတွက်ပုံပြတယ်ကောင်းမှာပါ